Good day to my fellow students. My name is Modu Jo. I'm here to discuss the topic of Unit 4 writing. Listening and speaking ပြီးသွားတဲ့အချိန်မှာနောက်ဆုံး writing မှာတို့ကတော့ essay ရေးဖို့လို့ပြောထားတယ်ပေါ့လေ. Write an essay. Essay တစ်ပုဒ်ရေးပါ. How to deal with stress. စိတ်ပူစီမှုတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ essay လေးတစ်ပုဒ်ရေးပေးပါ. using the answers to the following question as prompts အောက်မှာတော့မေးခွန်းလေး၅ခုပေးထားတယ်ပေါ့လေဒါလေးကိုအရင်ဒီ question လေးတွေကိုအရင်ဆုံးဖြည့်ကြည့်မယ်ဖြည့်ကြည့်ပြီးတော့မှအဲ့ဒီအဖြေလေးတွေကိုဆရာက prompts ပေါ့လေသူ့ရဲ့အညွှန်းအနေနဲ့အစာအညွှန်းအနေနဲ့သဘောထားပြီးတော့မှဒီအစေးလေးကိုရေးပြပါအဲ့တော့ပထမဦးဆုံးမေးခွန်းလေးကိုဆရာတို့ဖတ်ကြည့်အောင် in what situations do people often face stress ဒါကတော့နေတိုင်းတော့ဖြစ်သွားပြီပေါ့လေဘလို့အချိန်နေမျိုးမှာလူတွေစိတ်ဖိစီးမှုရှိလဲဆိုဒါလေးကတအားတို့တမီးတို့စဉ်းစားကြည့်စဉ်းစားကြည့်မယ်ဩဒါဆိုကိုချစ်တဲ့လူတွေ ကိုနဲ့ဝေးကွာတဲ့အချိန်မှာဆိုလို့ရှိရင်ကိုစိတ်ပိစိမ့်မှုဖြစ်တယ်ကိုကြိုက်တဲ့ပစ္စည်းတွေတခုပျက်စီးသွားတဲ့အချိန်မှာကိုစိတ်ပိစိမ့်မှုဖြစ်တယ်ကိုအလုပ်တခုမပြီးသေးဘူးအချိန်ကကန့်နေပြီဒါဆိုစိတ်ပိစိမ့်မှုဖြစ်တယ်ဆောင်းမွှမ်းမှာအမှန်နဲ့ရင်လားဘလို့အရာတွေကကိုကိုစိတ်ပိစိမ့်မှုဖြစ်စေလဲဘလို့အရာတွေကလူတွေကိုစိတ်ပိစိမ့်မှုဖြစ်စေလဲဒါလေးစဉ်းစားရင်တော့တရားလေးကိုဖြည့်ကြည့်ပြီးွားရင်ဒါလေးတွေညီတန်းဖြစ်သွားမှာပေါ့ပြီးသွားရင်နံပါတ်2 who suffers from stress most ဘလို့လူတွေကစိတ်ပိစိမ့်မှုတန်ကိုအများဆုံးခံရလိမ့်ရှိလဲ ။ဟောဒါဆိုတောင်ကြီးရဲ့လူတွေလားမိသားစုထဲမှာဆိုလို့ရှိရင်သာသမီတွေလားအဖေမေတွေလားဖိုးဖွားတွေလားဘယ်လိုလူတွေကစိတ်ပစ္စည်းမှုတန်ဖိုးအများဆုံးခံရလဲကျောင်းသားတွေလားဆရာတွေလားဘယ်လိုလူတွေလဲပေါ့လေ။စိတ်ရဲလူဖြစ်မလားချမ်းသာရဲလူဖြစ်မလားနော်။ဒါကိုစဉ်းစားပြီးတော့ဖြေကြည့်မယ်။ပြီးတော့ရင် how does stress affect our health ဒီစိတ်ပစ္စည်းမှုဒီကျန်းမာရေးပုံမှာဘယ်လိုတက်ရောက်မှုတွေရှိလဲ။အော်စိတ်ပစ္စည်းမှုဖြစ်တဲ့အခါကျတော့ကျန်းမာရေးအတွက်ဆိုးကျိုးတွေရှိတာပေါ့လေ။ တော့စိတ်ဖိစီးမှုအရင်များတဲ့အခါမှာနှလုံးရောဂါဖြစ်တာတွေရှိတယ်။စိတ်ဖိစီးမှုအကြောင်းမလို့ဒါကျန်းမာရေးအတွက်ကိုစားမဝင်အိမ်မပြောတာတွေရှိတယ်။နော်ဒါတွေဖြစ်တာတွေရှိတာ။သွေးတိုးတာတွေနှလုံးရောဂါတွေဖြစ်နေတာတွေလည်းရှိတယ်။အော်ဒါတွေကျန်းမာရေးပုံမှာတက်ရောက်မှုတွေကိုကစဉ်းစားပြီးတော့မှဖြေကြည့်မယ်။ပြီးတော့ what can we do to reduce stress? စိတ်ဖိစီးမှု short ချဖို့အတွက်ဘာလုပ်လို့ရမလဲဆိုတဲ့အပေါ်မှာဆရာတို့ reading တော့လည်းပြောခဲ့ပါတယ်။ listening SPA မှာလည်းပြောခဲ့ပါတယ်စိတ်ဖိစီးမှုရှော့ချဖို့အတွက်နီးလန်းလေးတွေအများကြီးရှိတယ် strategy လေးတွေရှိတယ်ဒါလေးတွေအကြောင်းပြောကြည့်ပေါ့ပြီးတော့ရင်တော့နောက်ဆုံးညီကုန်းနေနဲ့ကတော့ what advice would you give to people who wants to reduce stress စိတ်ပီစီမှုလျှော့ချရတဲ့လူတွေကိုဘလို့အကြံဉာဏ်ပေးခြင်းလဲဘာကြောင့်မလို့စိတ်ပီစီမှုလျှော့ချတင်တာလဲဘလို့နီးလန်းလေးနဲ့စိတ်ပီစီမှုလျှော့ချတင်တာလဲဒါလူတွေကိုဘလို့အကြံဉာဏ်ပေးခြင်းလဲကိုပေးခြင်းနဲ့ suggestion လေးတွေကိုဒါညီကုန်းချုပ်အနေနဲ့ရေးပေးရမယ်အော်ဒီမေကွန်းလေးငါးဘုတ်ကိုဖြည့်ပြီးတော့မှဒီအဖြေလေးတွေကိုဆရာတို့အညွှန်းအနေနဲ့တုံးချပြီးတော့ acidity တစ်ပုဒ်တိစောက်ကြည့်ပါဒါဆိုလို့ရှိရင်တို့သမီးတို့စာရေးသားတဲ့စွမ်းရည်လေးထုတ်တက်လာပြီလို့ဆရာယုံကြည်ပါတယ်ယေရှုတင်ပါတယ်ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေ မေကွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။